အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ညကျွန်တော်တို့ဒီကျွန်တော် market တွေအကုန်လုံး analysis လုပ်နေတဲ့ဒီ BTC USDT market ကိုကျွန်တော်တို့ထပ်ပြီးတော့ analysis လုပ်ကြည့်အောင်ပေါ့နော် okay BTC ဈေးကတော့ကျွန်တော်တို့ ထိုးတက်သွားတယ်ပေါ့နော်နောက်ဆုံးဘယ်ဈေးထိထိုးတက်သွားလဲဆိုတော့3,353ဈေးတန်းအထိကိုကျွန်တော်တို့ထိုးတက်သွားတယ်ပေါ့နော်အာမနီယာပေါ့နော်မနီယာကနေနဲ့ကျွန်တော်ထိုးတက်သွားတယ်ဒါကျွန်တော် analysis လုပ်တဲ့အချိန်ကကျွန်တော်တို့ time frame ကဟိုအဒီဝတ်မှာအဒီဝတ်မှာကျွန်တော် analysis လုပ်ပါတယ်အချိန်ကတော့ကျွန်တော်တို့7နာရီ6မိနစ်ပေါ့နော်7နာရီ6မိနစ်မှာကျွန်တော်တို့ဟို analysis လုပ်တော့ကျွန်တော်ကဒီနေ့တင်လိုက်ရ analysis ကကျွန်တော်တူးတဲ့အမြင်ပေါ့နော်ကျွန်တော်တူးတဲ့ တူတဲ့တတိပုတ်ကလာအမြင်ပေါ့နော်အာဖြစ်လာမယ်မဖြစ်လာဘူးဆိုတော့ကျွန်တော်တို့ market ကဆုံးဖြတ်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အာ beginner အနေနဲ့ knowledge လေးရအောင်လို့ sharing လုပ်ပေးတာပါ okay အဲ့ဆိုကျွန်တော်တို့ landscape ကိုပြောင်းလိုက်ပဲဗျာ။ Okay ကျွန်တော်ကဒီမှာဟိုတနေ့ကလည်း market ကို analysis လုပ်တဲ့ပုံစံကိုကျွန်တော်ပြောထားတယ်။ဒီမှာကကျွန်တော်ဒီမှာအဲ line လေးကိုကျွန်တော်ဆွဲထားတယ် support resistance line နဲ့ဆွဲထားတယ်။ဒီမှာ line ရှိမယ်ဒီမှာ line ရှိမယ်ဒီမှာ line ရှိမယ်။ဟုတ်ပြီနော်။အဲ့တော့ဒါလေးက money ကပြောထားတဲ့အတိုင်းဆိုတော့ကျွန်တော်မပြောတော့ဘူး။အခုလက်ရှိ market ဈေးကိုပဲကျွန်တော် market ရောက်နေတဲ့နေရာကိုပဲကျွန်တော်တို့ ်ပြန်ပြီးတော့ analysis လုပ်ကြည့်အောင်ပေါ့နော်အဲ့တော့ market ကအခုကဘယ်သွားချင်နေတာလဲပေါ့နော်အော်အဲ့တော့ market ကဘယ်သွားချင်နေရလဲဆိုတော့ကျွန်တော်တို့ကဒီမှာအားကောင်းတဲ့အဲ risk ဒီဟောပေါ့နော် demand zone ကိုကျွန်တော်တို့ကသူကဖောက်လိုက်ပြီပေါ့နော်ဒီမှာဖောက်လိုက်ပြီအားကောင်းတဲ့ demand zone ကိုသူဖောက်ထားတယ်ပေါ့နော်ဒီမှာ buyer တွေအားကောင်းနေတဲ့နေရာကိုသူကဘာလဲဆိုတော့ကျွန်တော်တို့ breakout ဖြစ်သွားပြီပေါ့နော်ဒါတက်တခုရှိပဲဟုတ်ပြီနော်အဲ breakout ဖြစ်သွားပြီဆိုတော့ဟိုအခုက breakout ကနေပြီးတော့ retest ပြန်လာပြီးတော့ကျွန်တော်တို့အပေါ်တက်သွားပြီဟုတ်ပြီနော်အပေါ်တက်သွားပြီဆိုတော့ buy နဲ့ကြုံအောင်လဲ buyer တွေကဒီနေရာကိုကျွန်တော်တို့နိုင်သွားပြီဆိုတဲ့သဘောပေါ့ဗျာပြောမယ်ဆိုတော့တဆင့်နိုင်သွားပြီဆိုတဲ့သဘောပေါ့ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကြတော့ buy ရှိသေးတယ်ဆိုဒီမှာကလုံးဝကိုကျွန်တော်တို့ sell selling pressure တွေက seller တွေကလည်းဒီနားမှာကျွန်တော်တို့ကစောင့်နေတာ ဟုတ်ပြီเนาะထိုင်ရောင်းမှုအတွက်ဒီနားမှာစောင့်နေရအဲ့တော့အဲ့ဒီမှာကျွန်တော်ဘိုင်ယာတွေကဘယ်နားမှာလဲဆိုတော့ကျွန်တော်ဒီဈေးတန်းမှာရှိမယ်ဆယ်လာတွေကကျွန်တော်ဒီဈေးတန်းမှာရှိမယ်ဟုတ်ပြီเนาะအဲ့တော့ဒီဈေးတန်းကိုဖောက်ဖို့ဆိုတာကကြတော့ဒီမှာဘာဖြစ်နေလဲဆိုတော့ဒီ level ကြီးอ่ะကျွန်တော်တို့อ่ะဒါဘာဖြစ်မလဲဆိုတော့ဒီမှာလာထိချက်လာထိလို့ရှိရင်ဒီမှာ3ချက်ထိသွားပြီဗျာ3ချက်ထိပါပြီဆိုရင်လုံးဝအားကောင်းတဲ့ကျွန်တော် resistance zone တစ်ခု liquidity ရှိနေတဲ့နေရာကြီးဖြစ်သွားပြီအဲ့ဒီ liquidity ရှိနေတဲ့နေရာကိုကျွန်တော်တို့อ่ะ ကြော်ဖို့ဆိုတာကနည်းနည်းတော့ကြိုးစားရမယ်ပေါ့နော်အောက်မှာရှိတဲ့ liquidity ဆင်းယူပြီးတော့မှကြော်မလားအခုကကျွန်တော်ကတော့ retracement ဆင်း retracement ပြန်ပြီးတော့ယူမယ်လို့ကျွန်တော်ယူဆတယ်တန်းပြီးတော့တက်ဖို့ဆိုတာကကျတော့ဒီစုံကြီးကတော်တော်ကျွန်တော်တို့အားကောင်းကောင်းနဲ့ဆင်းလာခဲ့လိုက်တာပေါ့နော်ဒီတသိန်းတသောင်းအထိရောက်ခဲ့တဲ့စုံကြီးကဒီအားကောင်းကောင်းနဲ့ကျွန်တော်ဆင်းလာခဲ့တဲ့အတွက်ကြောင့်ဒီနားမှာကတော်ယုံတန်ယုံ ဒီနားကိုဖောက်ဖို့ဆိုတာကကျတော့နည်းနည်းတော့ဟိုကြိုးစားရလိမ့်ဦးမယ်ပေါ့နော်မဖောက်ဘူးလို့ပြောတာတော့မဟုတ်ဘူးကြိုးစားရလိမ့်ဦးမယ်ပေါ့โอเคအဲ့တော့ retrace ကျွန်တော်အခုပြောချင်တာ retracement ယူမယ်ဆိုလို့ရှိရင်ဘယ်ဇုံတွေကိုကျွန်တော် retracement ယူမလဲဆိုတော့အဲ့ဒါလေးကျွန်တော်ရှင်းပြချင်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒီမှာ highlight တွေကိုကျွန်တော်ခဏဖြတ်လိုက်မယ် message ရှုပ်သွားမှာဆိုလို့အဲ့တော့ဘယ်ဇုံတွေအထိကျွန်တော် market ကိုအနီးကပ်လေးကြည့်လိုက်မယ်နော်အဲ့တော့ဘဲဇုံတွေအထိ retracement ပြန်ယူလာနိုင်တယ်လေပေါ့နော်အဲ့မှာကျွန်တော်ကဘာတွေ့လဲဆိုတော့ကျွန်တော်တို့ဒီမှာ ် FVG နေရာလေးတွေတွေ့ရဗျာ FVG ဆိုတာဘာလဲဆိုတော့ကျွန်တော် fair value gap လို့ခေါ်ရဗျာဟုတ်ပြီเนาะ FVG နေရာလေးတွေတွေ့တယ် retracement ယူရင်အဲ့ဒီနေရာလေးတွေကိုကျွန်တော်တို့ကလာပြီးတော့ယူနိုင်ချေရှိတယ်ပေါ့เนาะဒီမှာဆိုလို့ရှိရင် FVG နေရာလေးဟုတ်ပြီเนาะဒါလေးတွေပေါ့เนาะ FVG ဆိုတာကဘယ်လိုနေရာလေးဆိုတော့ဒီမှာအာ our body အကြီးနဲ့ကန်တယ်ပေါ့နော် our body အကြီးနဲ့ကန်တယ်အပေါ် spine နဲ့ပထမဆုံးကန်တယ်နဲ့နောက်ဆုံးကန်တယ်ရဲ့ဂျားပေါ့နော်ဟောကန်တယ်၃ခုမြောက်ကပထမကန်တယ်ရဲ့အပေါ် spine နဲ့အဲတတိယကန်တယ်ရဲ့ out spine ဂျားတဲ့အဲအကကြတော့ FVG area လို့ခေါ်နေပြဟုတ်ပြီနော် if FVG area ကို price ကပြန်ဆင်းပြီးတော့ retracement ပြန်ယူနိုင်ရည်ရှိတယ်ဆိုလိုတဲ့သဘောကကြတော့ trend line လေးနဲ့ကျွန်တော်ဆွဲပြမယ်အဲ့တော့ဒီ area မှာလဲကျွန်တော် retracement ပြန်ယူပြီးတော့ အဲ့ဒီလိုပေါ့နော်ပြောမှစင်ဒီ area retracement ပြန်ယူမယ်ယူပြီးတော့မှဒါကျွန်တော်တို့ဟိုပါပေါ့နော်အားယူပြီးတော့ဒီတသိန်းတသောင်းနဲ့ဟိုအပေါ်ကိုဖောက်မလားဟုတ်ပြီနော်အဲ့ဟာဒီဘိုင်းရှိတယ်နောက်တစ်ခုကကြတော့နောက်ဒီဘိုင်းကကြတော့ဘယ်ထိကျွန်တော်တို့က retracement ပြန်ယူလာမလဲဆိုတော့ကအာဒီကနေပြီးတော့ဆင်းပြီးတော့ DFG နေရာကိုကျွန်တော် refresh ပြန်လုပ်ပြီးတော့မှပဲအပေါ်ကိုကျွန်တော်တို့ပြန်ပြီးတော့ ီလိုပေါ့နော်အပေါ်ပြန်ပြီးတော့တက်မလားပေါ့နော်အဲဒီလိုအပေါ်ပြန်တက်မလားဆိုတာကိုကျွန်တော်တို့ကတစ်ချက်ကို focus အဲလောက်အောင်ပဲပေါ့နော် focus လောက်ဖို့လိုတယ်အဲဒါကတော့ကျွန်တော်မြင်တဲ့အမြင်ပေါ့နော်အဲ့တော့ဒီလိုမျိုးတခါတည်းတန်းပြီးတော့ဖောက်မသွားဘူးလားဆိုတော့လည်းပြောလို့တော့မရဘူးကျွန်တော်တို့ buying pressure အကောင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့တခါတည်းပဲ ီကိုကျွန်တော်တို့တန်းပြီးတော့ဖောက်သွားနိုင်တယ်ဒါပေမဲ့ market တွေကအဲ့လိုတန်းပြီးတော့သွားလိသွားထားဆိုတာကအာကျွန်တော်ဖြစ်လိပြထားတော့နေတယ်ပေါ့နော် on on လို့သွားရင်တော့မတက်နိုင်မတက်နိုင်ဘူးပေါ့ဗျာဟုတ်ပြီနော်အဲဒါကတော့ဖြစ်လိဖြစ်ထားနေတယ်ဒါကတော့ကျွန်တော် market analysis လုပ်တဲ့ပုံမှာအဲ့တော့သွားပုံသွားနည်းကတော့ကျွန်တော်တို့အာတခါတည်းသွားမလားသို့မဟုတ် ဒီကနေပြီးတော့ဒီပထမဦးဆုံးကျွန်တော်တို့ FVG နေရာကို support အနေနဲ့ပြန်နင်းပြီးတော့မှအပေါ်ပြန်တက်မလားဒုတိယ FVG နေရာကို support အနေနဲ့ပြန်နင်းပြီးတော့မှအပေါ်ပြန်တက်မလားပေါ့နော်အဲ့တော့အဲ့ဒီအဲ့ဒီ၃နီးရှိတယ်နောက်တစ်ခုကကျတော့ target အနေနဲ့ဘယ်လောက်ထိရှိနိုင်လဲဆိုတော့ target အနေနဲ့ကကျတော့ကျွန်တော်တို့က target အနေနဲ့ကကြတော့ကျွန်တော်ကဘယ်လောက်ထိသွားနိုင်မလဲဆိုတော့ဒီ bitcoin ကတသိန်း2000ကျွဲတသိန်း3000လောက်ထိကိုကျွန်တော် target အနေနဲ့ထားပြီးတော့ဟောကျွန်တော်တို့ဟိုဟိုဝယ်လို့ရတယ်ပေါ့နော်တကယ်တမ်းဟိုသွားနိုင်တယ်သွားနိုင်ချေရှိရင်ပေါ့နော်အော်အဲ့ဒီဟာလေးကိုကျွန်တော် knowledge sharing လုပ်ပြီးကျင်ပါတယ်ဒီညအတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ရသေးဆိုရင် subscribe လေးလုပ်ပေးတော့ပါအောင်အားလုံးကျေးဇူးတင်ပါတယ်